ာသာရက်တိုင်းကတီချေအကောင်လုံးอ่ะဗောနော်ဘာနားမလဲတာရှိလို့ရှင်လဲအဲ့လိုမျိုးအကောင်လုံးပြန်ပေးလို့ရရဲ့ပြီးလို့ရှင်အဲ့လိုမျိုးတိတိချာချာလေးရှင်းပြပေးရဲ့ assignment တွေဘာတွေဖြေဖို့အတွက်ကြားလို့ရှင်လို့ရှင်လဲအဲ့လိုမျိုးတို့တိချာလေး guideline ပေးရဲ့အတွက်ကြောင့်ညီမတို့အတွက်လို့အဆင်ပြေရဲ့ဗောနော်တီချေအကောင်လုံးဟုတ်အလုံးမမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့အမတို့တွင်ကဲကနေ NCC Level 4 Diploma in Computing ပြီးမြောက်အောင်မြင်သွားတဲ့ကျောင်းသူနဲ့မိတ်ဆက်ပေးမဲ့အစီအစဉ်လေးပဲဖြစ်ပါရယ်ရှင် အာပထမဆုံးအနေနဲ့ညီမလေးရဲ့နာမည်လေးရဲ့တက်ရောက်ခဲ့တဲ့ batch လေးရဲ့မိတ်ဆက်ပေးပါအောင်နော်။အာဟုတ်ညီမနာမည်ကတော့ ENNB ဖြစ်ပါတယ်။ညီမက NCC level 4 diploma in computing အာ batch 12 online တန်းကို join ခဲ့ကြောင်းသူဖြစ်ပါတယ်မှာ။အာညီမလေးအနေနဲ့ပေါ့နော်ဒီ NCC UK Diploma Program ကိုမအားတို့တွင်ခဲ့မှာရွေးချယ်တက်ရောက်ဖြစ်ခဲ့ပုံလေးကိုလည်းပြပြပေးပါအောင်နော် ဟုတ်ဟုတ်အာညီမဆက်သွားမယ့်ကယ်ရီယာအတွက်ပေါ့နော်လိုအပ်တဲ့အာဒီပလိုမာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအာစုံစမ်းရေးနဲ့ပေါ့နော်တင် twinkle မှာဒီ program ကို join join ပြခဲ့ဖြစ်ပါတယ်ဟုတ်โอเคလက်ရှိလည်းညီမလေးကဒီဒီပလိုမာလည်းရပြီးွား level 4ဒီပလိုမာလည်းရပြီးသွားပြီဆိုတော့ပေါ့เนาะအာတင်ကြားခဲ့တဲ့အတော်တွင်းမှာပေါ့ဒီ assignment တွေ exam တွေဖြစ်ဆိုတဲ့အချိန်ဒီမှာညီမလေးအတွက်အဲဘယ်လိုမျိုးအတွေ့အကြုံတွေရခဲ့လဲဆိုတာလေးကိုလည်းပြပြပေးပါအောင်เนาะ ဟုတ်ကဲ့မှာဟိုပထမဦးဆုံးအကြိမ်ရတော့ဗောနော်ဟိုညီမတို့ကဒီ assignment တွေပိုင်းနဲ့သိပ်ပြီးတော့မရင်းနေရဖြစ်တဲ့အတွက်ကြောင့်မလို့အာနည်းနည်းအခက်ခဲရှိခဲ့ဗောနော်အဲဒါပေမဲ့နောက်ပိုင်းနောက်ဆက်မဆိုင်မှာဖြေရခါကြတော့ဒီချိန်ရ guideline တရားပေးရခါကြတော့အာအဲ့လိုမျိုးဒီချိန်ပြောရ guideline တွေပိုင်းနဲ့တရားလုပ်ပြီးတော့အဆင်ပြေခဲ့ပါတယ်ဟုတ်ဟုတ်ကဲ့ညီမလေးအာတင် जा ရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာဆရာမတွေတော့ကောညီမလေးနေနဲ့ဘယ်လိုမျိုး feedback တွေပေးချင်သေးလဲရှင့် တီချေရောပေါ့နော်ဘာသာရက်တိုင်းကတီချေအကောင်လုံးอ่ะပေါ့နော်ဘာနားမလဲတာရှိလို့ရှင်လဲအဲ့လိုမျိုးအကောင်လုံးပြန်မေးလို့ရရဲ့ပြီးလို့ရှင်အဲ့လိုမျိုးတည်တည်ချာချာလေးရှင်းပြရပြီးရဲ့ပြီးတော့အဲ့လိုမျိုးအပြီးတော့ assignment တွေဘာတွေဖြေဖို့အတွက်ကြားလို့ရှင်လို့ရှင်လဲအဲ့လိုမျိုးတို့တီချာလေး guideline ပေးရတဲ့အတွက်ကျွန်တော်ညီမတို့အတွက်အဲ့လိုအဆင်ပြေရပေါ့နော်တီချေအကောင်လုံးဟုတ်ဟုတ်ညီမလေးအခုပေါ့နော်ဒီ အာ level 4ပထမနဲ့လည်းပြီးသွားပြီဆိုတော့ပေါ့နော်အနောက်ထပ်ညီမလေးနေနဲ့ academic ပိုင်းကိုပဲလက်ရှိဆက်သွားနေရလားတောင်းမို့ career ပိုင်းကိုသွားနေရလားပေါ့နော် career ပိုင်းကိုသွားရဲဆိုရင်ရောဘယ်လိုမျိုးလမ်းကြောင်းလေးကိုရွေးချယ်ထားရလဲ အာညီမကတော့အခု level 4 diploma ပြီးသွားပါဘောเนาะညီမ academic ပိုင်းခဏနားထားရပါဘောเนาะညီမဟို career ပိုင်းကိုဆက်ပြီးတော့သွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဟာကျောင်းအ join ပေးထားတဲ့ internship မှာဟာ web developer အနေနဲ့ from web developer ဘောเนาะအဲ့ဒီဟာအနေနဲ့ဝင် join နေပါရဲ့မှာပြီးလို့ရှိရင်နောက်နောက်ပိုင်းကျတော့ညီမ full stack developer ဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘောเนาะတခြားတဲ့နန်းနေလေးပိုင်းလည်း join နေရောဒီ academic ပိုင်းခဏနားထားပါဘော အဟုတ်ကဲ့ညီမလေးအဲညီမလေးလိုမျိုးပေါ့နော်ဒီ level 4 join မဲ့အကြောင်းနောက်ထပ် junior ကလေးတွေကိုရောဘာတွေပြင်ဆင်ထားတဲ့နယ်လို့ညီမလေးနေနဲ့အကြံပေးခြင်းတည်လဲရှင့်အဟုတ်အာဘာတွေပြင်ဆင်ထားတဲ့လဲဆိုတော့လေဟိုကတီချာပြောရဲ guideline အတိုင်းပေါ့နော်အဲ့လိုတိတိချာချာလေးလုပ်မယ်ဆိုလို့ရှိလို့ရှင့်အာဘယ်လိုပဲဖြစ် assignment တွေရော exam တွေရောလွယ်လွယ်ကူကူပြီးတော့မှဖြစ်တဲ့အတိုင်းတီချာရဲ့ guideline ကိုတီချာလေးလည်းလုပ်ပြီးစီချင်ပါရဲ့ အာနောက်ဆုံးမိန့်ကုန်းတစ်ခုအနေနဲ့ပေါ့နော်အမတို့ဒီ NCC program မှာအာညီမလေးနေနဲ့ထပ်ပြီးတော့အကြံပြုစရာလေးများရှိသေးလားရှင့်အာဟုတ်ဟိုညီမတို့တောင်းကြတော့ဟိုလို syllabus ကအာအဟောင်းဖြစ်နေတဲ့အတွက်ပေါ့နော်နည်းနည်းဟိုလိုဟိုနည်းဟို error day ဖြစ်နေတဲ့ဟာမျိုးလေးနည်းနည်းတချို့ပါတယ်ပေါ့နော်အရင်ပါတော့မဟုတ်ပေါ့နော်အဲဒါမဲ့အခုကျတော့အကုန်လုံးကအစ်တစ်ပြန်ပြီးတော့ပြင်ဆင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အာအရင်ကောင်းတဲ့အာဟုတ်ပါပြီ program ဖြစ်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဟုတ် အခုလိုမျိုးဖြစ်ကြပြီးအတွက်ညီမလေးကိုတွင်ကြရနေတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။